ျော်လင့်ချက်အယမ်းထားရင်စိတ်တိုင်းမကြပိုပြီးဖြစ်တတ်တယ်။အလိုမကြတာတွေများလာတတ်တယ်။ကိုကဖြစ်စဉ်ကျင်နာတွေများလေလေကိုမှစိတ်တိုင်းမကြတာတွေများလေလေပဲ။တခါတလေကိုရဲ့မျော်လင့်ချက်နဲ့ကိုဖြစ်စေခြင်းနဲ့ဆန္ဒတွေဟာတစ်ဖက်လူရဲ့လုံနိုင်မှုစွန်းအားထက်ပိုပြီးတော့ဖြစ်စေခြင်းတာ။ပိုပြီးတော့မျော်လင့်နေမိတာတွေကြောင့်လေကိုမှစိတ်တိုင်းမကြပိုပြီးဖြစ်ရပိုပြီးခံစားနေရတာမျိုးလည်းရှိတတ်တယ်။ အရင်စစ်တော့ကိုမျော်လင့်ကျက်တဲ့ကိုစန္ဒာတွေကကိုကို စိတ်တိုင်းမကြပိုပြီးဖြစ်နေစေတော့တာပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးသူ့ကို ကိုလိုဖြစ်စေခြင်းတာတွေကိုက ကိုကိုကို အလိုမကျဖြစ်နေစေတော့တာပါပဲ။ဒါကြောင့်သူ့ကိုကိုနဲ့ညီအောင်ညှိဖို့ထက် ကိုကိုကိုညီအောင် အရင်ညှိဖို့ကြိုးစားရမယ်။မျော်လင့်ခြင်းနဲ့ဖြစ်စေခြင်းနဲ့စန္ဒာကိုလျှော့ချပြီး ိုယ့်ရဲ့စိတ်တိုင်းမကြမှုဘလို့မကြမှုကိုတတိနဲ့ထိမ့်ညိနိုင်အောင်လေ့ကျင့်ရမယ်။ဒါကကိုယ့်ကိုဆုံးမခြင်းမှာလာတဲ့ဘုန်းကြီးတို့ရဲ့စာစုလေးပါပဲ။သူမကိုမဟုတ်တာဆိုတဲ့အတွေးကိုဘေးဖယ်ပြီးတဲ့သူ့ကိုကိုယ့်လိုဖြစ်စေချင်တာကိုယ့်ကိုပင်ပန်းစေတာ။